role model တယောက်ယူရဲဆိုလို့ရှိရင်သူ role role model တွေမှာအဲ့လိုအမြဲတမ်း perfect life မရှိဘူးအမြဲတမ်းသူတို့မှာလည်းအားနည်းချက်ရှိတဲ့လူတွေဆိုတော့အဲ့တော့ကိုယ့်ရဲ့ဒီခန္ဓာရဲ့ခန္ဓာရဲ့မှာတယောက်စီယူရလို့ရတယ်အဲ့တော့ creative မှာဘယ်သူယူမလဲဇွဲနံပါတ်မှာဘယ်သူယူမလဲ business မှာဘယ်သူယူမလဲအမှားထားပါတော့ business ဆိုလို့ရှင်စုဖို့ဆိုရှင် role model တင်လို့မရဘူးဘာလို့လဲဆိုစုက business သမားတကယ်ကောင်းတဲ့ business သမားမဟုတ်ဘူးအကို feel လာရင်လုပ်တယ်ဆိုရင် business သမားအဲ့လိုတိတ်မတော်နေဘူးအဲ့တော့မြန်မာထဲမှာဆိုဘယ်သူရှိလောက်တယ်ပေါ့ business သမားတွေထဲမှာတကယ်ကိုမိုက်တဲ့ဘဲတွေပေါ့ဘယ် sorry အဲ့လိုရှိခဲ့ကြတယ်အဲ့တော့ဒါဥပမာအနေနဲ့ပြောတာပေါ့နော်ကိုကိုကိုလုတ်ခိုင်းတယ်မလုတ်ခိုင်းဘူးလည်းမဟုတ်ပါဘူးပြောချင်တာဒါတော့ကိုအနည်းဆက်ဆုံးသူကပြည်တွင်းထဲမှာဆိုရင်လည်းဘယ်သူရှိရမလဲပြည်ပမှာဆိုလည်းဘယ်သူရှိရမလဲအကောင်းဆုံးကတော့ဘာလဲဆိုတော့လေအဲ့လိုတေလူ ူတွေစီကနေတင်းစွာတကယ်သူတို့ကတော့တကယ်ကိုမိုက်တာပေါ့အဲ့တော့သူတို့စာအုပ်တွေကနေတင်းလို့ရတယ်အော်နောက်တစ်ခုရှိသေးတယ်လီယိုနာရိုဒါဗန်ချီအဲ့ဘဲရဲ့ curious ချင်းမှုသူကကြိုက်ပြီးအဲ့ curious insider ဆိုပြီးစခဲ့တာအဲ့လောက်ကိုကြိုက်တာတေလူတွေကိုဘယ်လောက်တောင် inspire ဖြစ်လဲဆိုရင်အဲ့သူတို့ဆိုဟိုးခက်တယ်ပေါ့နော်ဟိုးခက်တယ်ကနှစ်ပေါင်းကြီးရာချီအရန်ကြော်ပြီးပေါ့ပြောချင်တာကအဲ့လိုလူမြန်မြန်အောင်တည်လေလေသူတို့စီကပုံပြတင်းယူနိုင်လေပေါ့အဲ့တော့ role model ကတော့တကယ်ရှိရမယ်တခုပဲလောင်းရိပ်မမိဖို့ပဲပေါ့နော် okay so